ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့အာကန်တတော်ဟေးကတော့ထောင်ချိုးတီတောင်တိမ်မရရှိသွားမှာဟောင်မြင်မှုများပေါ်တော့ ်မြတ်ကျော်မင်္ဂလာပါရှင်အခုကြောင်ရနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်တုံးသက်ပေးကြပါဦးရှင်ငလီနဲ့ခံရပြီလက်ရှိနေ့အထိမြေပြင်မှာဘုံကျဲနေတဲ့ဖက်စစ်တပ်အကြောင်းဖက်စစ်တပ်စကားရှင်းကြားရှင်း ဧပြီလ6ရက်နေ့2025ခုနှစ်လူမျက်ကြော်ညာခင်းပိုင်းတင်ဆက်မှုများမှကြိုဆိုပါရစေ။ဒီကနေ့မှာတော့အာကတတော် AE ရဲ့တရားဝင်ထုတ်ပြန်ကြေညာချက်တွေနဲ့အတူငလီနဲ့ခံရပြီးဒီနေ့ထိ10ရက်အတွင်းမြေပြင်နေရာ28ခုမှာဘုံကျဲခံနေရတယ်။ Grio Hotel မိုးရွာလေကြီးအခြေအနေကြောင့်မြေသားပြော့ပြီး ပြိုကျပြီးတစ်ခုလုံးပြိုသွားတဲ့ရုပ်လောင်း80ကျော်အထဲမှာတွေ့နေဆိုတဲ့သတင်းတွေရှိနေတယ်လို့ရန်ကုန်စစ်ကြောရေးစခန်းတစ်ခုပြင်းပြင်းထန်ထန်ထိုက်ကြိုက်ခံရတာတွေရှိပါတယ်ဒီအကြောင်းအရာတွေကိုတင်ဆက်ပေးမှဖြစ်ပြီးပထမဦးစွာတော်လန်သတင်းတွေကိုကျွန်တော်စပြောပါမယ်တော်လန်သတင်းတွေနေတဲ့ကတော့အားလုံးကြားပြီးသားလည်းဖြစ်နေတယ်ညောင်ကျိုးပြူပါစခန်းကိုတိမ့်ပိုက်လိုက်ပြီး ဘရောင်းညောင်ကျိုးဘျူဟာဂုံးကိုတိမ့်ပိုက်လိုက်ပြီမတ်လနှစ်ရက်နေဟော sorry april နှစ်ရက်နေတည်းကတိမ့်ပိုက်လိုက်ပြီဆိုတာကိုကြီးညာပါတယ်တရားဝင်ကြီးညာပါတယ်အဲ့တော့ april နှစ်ရက်နေညောင်ကျိုးဘျူဟာစကန်ကိုတိမ့်ပိုက်လိုက်နိုင်ပြီလို့မကြီးညာခင်အာဂတ်တော်အင်းနဲ့ပူပေါင်းတပေါင်းစုတွေဟာ ရောင်ကျိုးပြူဟာစခန်းကိုမလား16ရက်နေ့မှာစပြီးထိုးစစ်ဆင်ခဲ့တာဖြစ်တယ်16ရက်ကြာထိုးစစ်ဆင်တယ်အရကတတော်အေးနေတဲ့ကစင်ကလျာခွေးပြေးပြင်းနေတဲ့ဖက်စစ်စခွေးတတိုက်ကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ဖို့အခြေအနေအများကြီးရှိခဲ့တယ်ဗျဒါပေမဲ့မြောက်ပိုင်းညောင်သုံးဘွယ်ဟာတဘာဝဘေးအန္တရာယ်မလား28ရက်နေ့မှာကြာရောက်တဲ့ငလျင်ဘေးကြောင့် ရောင်းမကြီးနောက်သုံးဘွယ်ဟာအပြစ်ခက် yes ဆဲတဲ့လူသားချင်းစာနာမှုနဲ့ပြည်တော်စုစိတ်တဲ့အပြစ်ရှိတော့အခြေအနေကိုပြတ်တာကဲလို့ကျင်ညာချက်မပြောထားပါဘူး။ဧပြီလ၂ရက်နေ့မှာတော့ဘတ်စစ်တပ်ဟာအပြစ်ရက်တယ်ဆိုပြီးတော့လူကြောက်ကောက်အောင်ချင်းကြားကြီးကိုစကားထွက်ပြောပါတယ်။ဒါပေမဲ့လေကြောက်ပြူစစ်တွေ့ဒီမှာလက်နက်ကြီးတွေ drop ဘုံတွေလေချောင်းတွေနဲ့အပြင်ကိုစစ်သင်္ဘောတွေကနေပြစ်ကတ်တိုက်ခိုက်မှုတွေကို ဒီနေ့ထိလုံနေတယ်ဒီအချိန်ကြီးလုံနေတယ်လို့သိရပါတယ်။ဒါပြင်မှာဘုကိုတဲ့ AR တိုင်းအကတ်တော်အေးပူပေါင်းတဲ့စစ်ကြောင်းများကိုနေ့တိုင်းစစ်ကြောင်းထိုးပြီးတော့ဆစ်စင်နေတယ်။အဲ့တော့နောက်ထပ်အကတ်တော်အေးထပ်မံပြောကြတဲ့အခြေအနေကနှစ်ရက်နေမှာကြီးညာတယ်အပြည့်ရဆိုပြီးချင်းကြကြီးယူပြောပေမဲ့ကြောက်ဖြူမှာ တပြုတ်တောင်းပြားတယ်ကြေးရွာတွေဒီကြေးရွာတွေပတ်ဝန်းကျင်ကိုလက်နက်ကြီးတွေ drone တွေနဲ့ပြက်ကတိုက်ခိုက်တယ်တစ်ပုတ်တောင်ကြီးတဲ့ scan အမှတ်30နှစ်ရဲတက်ရင်မြေပြင်စစ်ကြောင်းတွေအချိန်ချင်းတိုက်တယ်မတ်လ2ရက်နေ့တရက်ထဲမှာအပြည့်ရပါတယ်ဆိုပြီးခွေးပါဇက်ကနေဖြာစကားထွက်တဲ့ဖက်စစ်တက်အပြည့်ရတယ်ဆိုတဲ့နေ့တနေ့ထဲမှာ drop ဘုံအရေအတွက်60ပြက်ကတိုက်ခိုက်မှုအချိန်60လောက်ခဲ့ မင်းအောင်လိုင်းစကားရှင်းကြရည်ဆိုတာငင်းစရာမရှိပါဘူးလူပြောလူယုံခွေးပြောခွေးယုံဆိုတာကိုသိတဲ့အချုပ်တက်တွေကအဓိကအာရခတ်တက်တော်အေအေကပေါ့တိုက်ရင်ကူကူရင်တိုက်အစင်သည့်ပြင်ဆင်ခုကံကာဝယ်ဖို့စနစ်တကျမပြင်ဆင်နိုင်ဒီအချိန်မှာဖတ်စစ်တက်ဟာငလင်းဘေးဖြစ်လို့လူသေးသေးကဘာကြီးနှစ်ချမ်းခွဲခွဲအာနာအကျိုးစီးပွားအတွက်နဲ့ လူတက်ဖို့ဝင်မလေးတဲ့စိတ်တစားလူတက်သမားဆိုတာအားလုံးလည်းသိမြင်နားလည်ကြပြီးပြီဖြစ်ပါလိမ့်ကျွန်တော်အကျင့်တဝင့်မပြောတော့ဘူးနောက်ထပ်ဦးနာချွန်းဖတ်တွေရွှေမင်းကန်စိတ်ကန်ပေါက်တော့120မမလက်နက်ကြီးတွေနဲ့၃ရက်နေမှာဆက်ပစ်တယ်၅ရက်နေမှာပစ်တယ်၅ရက်နေမှာတက်ပြီးတစ်ပုတ်တော့ရေးတဲ့စကန်ဒိုးတန်းတော့အမှတ်၃တန်းနဲ့ရက်တက်ရင်စစ်တင်ဘောဂျက်တိုက်လေတွေအသုံးပြုမြေပြင်စစ်ကြောင်းချိုးတယ်ကြက်တိန်တပြူတော်ပြားတဲ့ပြင်ရှေလက်ခမော်ကလာတာ ပြင်ကြေးရွာတွေကိုလက်နက်ကြီး drone တွေတိုက်လေနေစစ်သင်္ဘောတွေနဲ့ပြစ်ခတ်တိုက်ခိုက်တယ်။ဧပြီလ9ရက်နေ့တရက်ထဲမှာ drone တွေနဲ့မနက်9:29မှာ2ချိန်ဘုံတက်ချင်းဧပြီလ9ရက်နေ့ညနေ3:45မိနစ်မှာရခိုင်ရိုးမာထက်မှာရှိရဲအာဂတ်တတော်အေးပူပေါင်းတပ်ပေါင်းစုတွေရှိရနေရကိုဝိုင်တွင်းနဲ့ဘုံချေချနောက်တစ်ခုကဒီကနေ့ဘူးဘူးတလင် ဆက်တက်ရေဒီတွေနဲ့ပြက်ခတ်တတ်ခတ်လုပ်နေဒီကနေ့တော့ဒီကနေ့ကြေးရွာနှစ်ရွာပါဗျာဆိုတော့ပြည်သူလူထုတအူးတေဆုံးတယ်လို့ကျွန်တော်တို့အကြမ်းမင်းတော့သိထားရပြီညနေ၆နာရီမှာဖြစ်သွားတာဖြစ်ပါတယ်ကုတ်ကုတ်စုကြေးရွာနဲ့အုတ်ချင်းရွာဒီနေရွာဘောကိုဘာတိုက်ပွဲမှမဖြစ်ပဲအပြစ်ရပါတယ်ဆိုတော့ဖြာစကားပြောတဲ့ချင်းကြီးကိုဖတ်စစ်တက်ဟာဆက်တက်လေဒီနဲ့ဘုံနှလုံးကျဲချခဲ့ပါတယ် ဆက်တက်လီဒီတန်ကြောင့်ပြည်သူလူထုအပြစ်မဲ့အုတ်ချင်းရွာကဥုံစုံမင်းပွချင်းပြီးပါတယ်ပြည်သူနှစ်ဦးတန်ရာရရှိရလို့ကျွန်တော်တို့အကြံမြင်တိထားရပြီးအသေးစိတ်ချင်တွေကိုတော့အတည်ပြုဖို့စူးစမ်းဆဲပါအဲ့တော့မင်းရင်းကနေ20နှစ်ရတဲ့အပြစ်မဲ့အပြစ်ရဲ့ကြီးညာမယ်လို့ပြောပေမဲ့နောက်ချိုတောင်ခန်းကို အစိမ့်ဝေပုံတုံးနဲ့ကြဲချတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။ဧပြီလ9ရက်နေ့မှာပဲမွန်လွဲ2နှစ်နာရီမှာတောက်ခန်းကို9ရက်နေ့စက္ကန့်အနည်းမှာစစ်တပ်ကအစိမ့်ဝေပုံနေတဲ့လာရကြဲချတိုက်ခတ်ခဲ့တယ်။ရပောင်း20ကြာအပြည့်ရမယ်ပြောလိုက်။ပြည်သူလူထုကိုကူညီပါမယ်ပြောလိုက်နေတဲ့ပြာစကားချင်းချာရည်ယူမင်းအောင်လိုက်စကားချင်းချာရည်ယူဖက်စစ်တပ်စကားချင်းချာရည်ယူဒီကောင်တွေကတော့ ကဘာကြီးကိုလူမြင်ကောင်းလူကြားကောင်းအောင်နှုတ်ပြနေပေမဲ့လက်တွေ့မှာတော့ဖက်စစ်စစ်ဘလူးနဲ့ဖက်စစ်စစ်ဘလူးတတိုင်နဲ့ဖက်စစ်စစ်ဘလူးတတိုင်ကိုဥဆောင်လာတဲ့စိတ်တစလူတက်သမားတယောက်ပဲဖြစ်ပါရန်ကုန်တရင်းလေးကြည့်အောင်မနေ့ကရန်ကုန်တိုက်ကြီးကပ္ပစာစက်တစ်ကိုရှော့လိုက်တော့ပြင်အားအော်ဖြစ်အားပြင်းရှော့လိုက်တော့သုံးလုံးနဲ့ ပြစ်ခတ်တိုက်ခိုက်မှုဆောင်ရွက်ပြီးမှဒီကနေ့ရန်ကုန်မှာအောင်တပြေစစ်ကြောရေးစခန်းမနေ့ကမနေ့ကပေါ့ကဒီမျိုးလိုပြောမှသွားမနေ့ကညနေဟိုည7:00နာရီအောင်တပြေစစ်ကြောရေးစခန်းရေစခန်းဝင်းတွင်းတို့50မမစံတီးတွေနဲ့ပြစ်တက်တိုက်ခတ်ခဲ့ပါတယ်ရန်ကုန်အာမေကပြစ်ခတ်တိုက်ခတ်ခဲ့ပြီး ဖက်စစ်တပ်ကိုအမြဲပြတ်ခြေမုံသွားပြီခြေမုံသွားပြီဖြစ်ကြောင်းကြေညာတာပါလေမြို့ပြပျောက်ကြားတွေကတော်လန်ရေးကိုစင်စက်မပြတ်အလုံးနေပြီစစ်တပ်အကြောင်းကောင်းကောင်းသိတဲ့အတွေးခေါ်တော်လန်ရေးအတွေးခေါ်နဲ့တော်လန်နေတဲ့သူတွေကတော့စစ်တပ်ရဲ့ရုပ်မာမှုနဲ့စစ်တပ်ရဲ့ချင်းကြားရည်ကိုစကားများကိုလုံးဝမယုံပဲလူပြောလူယုံခွေးပြောခွေးယုံပဲလို့တတ်မှတ်ပြီးတိုင်းရင်းကိုကူရင်တိုက်ခုခံကာကွယ်စစ်ကိုပြင် ပြည်သူလူထုကိုအစင်သိပြင်ကိုင်းထားတာတွေ့ရတဲ့အတွက်ကျွန်တော်တို့အင်မတန်ဂုဏ်ယူမိပါတယ်လေးစားမိပါတယ်ဖက်စစ်တပ်အကြောင်းကိုမတိဘဲနဲ့တော်လှန်ရေးမှာရောင်ဝါဝါလုပ်လို့မရတာဟာအချိန်ကြာလာတာနဲ့အမျှအရေးလေတော့အဖက်တွေတွေ့လာကြပါပြီဘုံတိကိုမတိနဲ့နိုင်ငံရေးရောင်ရောင်တော်လှန်ရေးရောင်စစ်ရေးရောင်ရောင်ဘာရောင်ရောင်ညာရောင်ရောင်နဲ့လင်းနေတာဖြတ်သန်းလာပြီးတခါလာ ဒီသူလူလူဟာဘသူဖားလဲဘသူငားလဲတိတ်တိတ်ချာချာကွက်ကွက်ပြပြတရှိလာလိတ်လာနေပြီလို့ကျွန်တော်ယုံကြည်ပါတယ်ဒါကြောင့်မို့ပြည်သူလူလူတည့်ရလုံးထံမြစ်တာရက်ခံပန်ချားလို့တာကဖတ်စစ်တဲ့ရဲ့အကြောင်းရုပ်မှားမှုအကြောင်းကတော့ပြောမဆုံးပေါ့တော်တုံတော်ဖြစ်ပြီဖြစ်တဲ့အတွက်ကိုတော်လိုင်းအင်အားစုများနိုင်ငံအင်အားစုများထန်လေခဏခဏပြောရလုံးလို့လူမျက်ကြော်ကလက်ဝိပွဲတတ်ထိုးရမယ့်အခြေအနေမျိုးရှိပါတယ် ဆိုတော့တကယ်လုတ်တဲ့လူတွေတကယ်ယုံကန်တဲ့လူတွေတကယ်ကိုပြည်ပြည်မှာအသက်ဆုံးတိုက်ပွဲဝင်တဲ့သူတိုင်းတဦးချင်းတယောက်ချင်းကိုနှလုံးသားတွေကလေးမြတ်ယုံကြည်အားကိုးဂုဏ်ယူမိကြောင်းကိုလည်းတဆက်ဆက်တည်းပြောရင်မြမနိုင်ငံကြီးမြမတော်လှန်ရေးဆိုတာအင်မတန်တိတ်ဝိတ်ရှုပ်ပွေးပါတယ်ဆိုတဲ့အကြောင်းနိုင်ငံကြီးကောင်းစဉ်အောက်က နိုင်ငံရေးကံကြီးထိုက်မဲ့သူတွေအများပြားရှိနေတာကိုလည်းတွေ့လာရပြီဆိုတဲ့ကြောင့်နိုင်ငံရေးဆိုတာရောချလို့မရဘူး for sure လို့လို့မရဘူးဆိုတာကိုဒီ limit တာ limit ကျော်၅နှစ်ကာလအတွင်းကိုချင်းင်းဝင်ရောက်လာပြီဖြစ်တဲ့တိုင်းပြည်ရဲ့အခက်အခဲဆုံးအချိန်ဒီမှာတော်လည်ရဲ့အခက်အခဲဆုံးအချိန်ဒီမှာတော်လည်နိုင်ငံရေးအတွက်ဆုံးဖြတ်ချက်ချမှတ်ရမယ့်အချိန်ဒီမှာ ဘသူကဘလို့ဆုံးဖြတ်ပြီးဘသူကဘလို့ကင်တွယ်တယ်ဘသူကဘလို့ဆုံးဖြတ်ပြီးဘလို့ကဘလို့ဆက်လက်ဆောင်ရွက်တယ်ဆိုတာကိုပြည်သူလူထုကြီးကလည်းကွဲကွဲပြားပြားသိမြင်နေကြပြီလို့ကျွန်တော်ယုံကြည်ပါတယ်ဒါကြောင့်မို့တော်လန်ပြည်သူအပေါင်းတို့ခင်ဗျာဉာဏ်ပညာစင်ကြုံတရားနဲ့တော်လန်ရေးကိုဆောက်ရှောက်ပေးပါငွေကြီးကအစ Facebook စာမျက်နှာကအဆုံး ပြည်သူလူထုကိုလက်တလုံးချနဲ့လိန်လေလှပြပြီးတော်လိုင်းခေါင်းစဉ်အောင်တာဖော့ရွှေဖော့ရှော်လုပ်နေတဲ့သူတွေကိုလိုက်တဲ့ချက်တော့မပေးပဲပြည်သူလူထုရဲ့စုံမပဲ့ပြီးမှုပြပါတော်လိုင်းရေးမှာရေးပဲလားဆိုတော့မဟုတ်ပါဘူးအခြားသောတော်လိုင်းရေးကိုမျက်ွယ်ပြုတ်ပြီးပြည်သူလူထုကိုနှစ်စင်နှိမ့်ဆက်တက်ဖြတ်တဲ့တက်ဖြတ်မှုမှာပါဝင်ကူညီနေတဲ့အမှုပညာရှင်အတတ်ပညာရှင် မိကဲ့သို့သောသူမျိုးကိုမဆိုမိမိတက်ဆွန်းတဲ့ဘက်ကနေပြီးတော့ဆုံးမပဲ့ပြမှုကိုပြပါဘီလူရဲ့ထိန်ချောင်းမှုနဲ့သာကျွန်တော်တို့သွားကြရမှာဖြစ်ပါတယ်ဒီကနေ့လက်ရှိအခြေအနေကိုကြည့်မယ်ဆိုရင်တိုင်းပြည်ရဲ့အကြီးမားဆုံးသောငလျင်ကပေးကြီးမှာဖက်စစ်တပ်ဟာလုံးဝ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 စီမံခံကွဲမှုအုပ်ချုပ်နိုင်စွမ်း မရှိတော့တဲ့အကြောင်းတေချာစွာပေါ်လွင်သွားပါဘူး။ဒါကိုမျိုးပြနေကောမျိုးမပြနေကောတော်လန်ပြည်သူကောမတော်လန်ပြည်သူကောသိရှိနားလည်ပြီးဖြစ်လိမ့်မယ်လို့ယူဆပါတယ်။သို့တော့ comfort zone ဆိုတဲ့အနေအဆအချောင်ရင်ပြီးရောဆိုတဲ့ကျွန်တော်တို့တိုင်းပြည်လူမျိုးရဲ့အချို့တော့သူတော်တော်များများကိုယ်နှခမ်းပွေမီးမလောင်မချင်း ိုနဲ့မဆိုင်သလိုနေခဲ့ကြရာကဒီကနေ့ရန်ကုန်အေယာဝတီလောက်ကလွင်ရင်ကျန်တဲ့မြန်မာပြည်အလဲပိုင်းတစ်ခုလုံးကြီးပါငလင်ဘေးကပ်ဘေးခံရတဲ့အချိန်မှာမှဘဲကောင်ကဘလူးလဲဘဲကောင်ကလှူလဲဘလူးစီလူစီဖားနေငါတဲတဲကွဲကွဲရှုမြင်တုံးတက်နိုင်လိမ့်မယ်လို့လည်းယူဆပါတယ်တစ်ဖက်မှာလည်းဖက်စစ်တပ်ဟာနိုင်ငံတကာကရရှိထားတဲ့အလူငွေပေါင်း မရိကန်ဒေါ်လာသန်းပေါင်းရာနဲ့ချီကိုလက်ခံထားပြီးလက်ရှိအချိန်ထိတည်သူလူလူဟာမန္တလေးမှာစကိုင်းမှာဆိုရှယ်ဆာမီလက်ထမှာမြင်ရတဲ့မြင်ကွင်းတွေအရအရသမင်းတို့တထုပ်ကိုတန်းစီပြီးစားနေရတဲ့အချိန်တွေပဲရှိပါသေးတယ်နိုင်ငံတော်အဆင့်ကုညီကေသရေးစခန်းနိုင်ငံတော်အဆင့်စာနယ်ရေးခါထောက်ပံ့မှုစခန်းနိုင်ငံတော်အဆင့်စိတ်ဒဏ်ရာများ လူထိခိုက်တံရများကုသပေးနိုင်မှုအခြေအနေနိုင်ငံတော်အဆင့်ပြန်လည်ထူထောင်ရေးနိုင်ငံတော်အဆင့်ဆိုတဲ့အရာတစ်ခုမှမလုပ်ပဲငလီနယ်ရှိရမြောက်နေဒီနေ့အထိနေရာပေါင်း30ထက်မနည်းလီနဲ့ဘုံကျဲတက်ဖြတ်စစ်တိုက်နေရပါတယ်ခင်ဗျားတို့ဘုံနိုင်ငံတကာကလူသားတဲ့ပတ်စံတွေပြည်သူလူထုကိုလူသားတဲ့ပတ်စံအားလုံးဟာ၃ဘုံပုံရင် 里方方言、阿方方言、西方方言，得碰到，比如读业、过年、过嘛，台湾、南美、路这咯，没有区别。大家无，比如阿特对呢，阿老毛的出家，日益灭国的，国外的别里的，千年古骂，差别。 တ်စစ်တက်မင်းအောင်လိုင်ကရောဖတ်စစ်တက်ကတော့ဖတ်စစ်ဆိုတော့အထူးပြောစရာမရှိပေမဲ့တော်လည်ရင်သမားပါနိုင်ငံရေးသမားပါလို့ခံယူရတဲ့လူတွေကထပ်ပြီးပြည်သူအလောင်းပုံထပ်မှာရောင်တော်ပြန်လှုပ်ပြီးအောင်ဝဲကိုအာယုံမဆိုင်တော်လည်ရေးကိုအာယုံမဆိုင်တော်လည်ရေးခေါင်းစဉ်အောက်မှာတော့နေပြီးတော်လည်ရေးကိုအာယုံမဆိုင်ပဲ လုံရှင်အောင်ဆောင်းတာတွေကိုကျေးဇူးပြုပြီးရက်တက်ကငလင်းဘေးတံကာလငိန်တက်သွားခဲ့ရှင်ကျွန်တော်တို့ပြည်သူຫນွေဦးတော်လံရေးကြီးကိုအာယုံအပြေးဆိုင်ကအောင်ဝဲစီတို့အတူတူကခြိတွက်လိုပါကြောင်းခြိတက်ခြင်းပါကြောင်းခြိတက်ဖို့တိုက်တွန်းပါကြောင်းပြည်သူလူထုကပြင်းပြင်းထန်ထန်ဆောက်ရှောက်ထိတ်ကိုရွေး တော်လိုင်းသမားနိုင်ငံသမားတွေကိုဥဆောင်မှုပေးပါပြည်သူကဥဆောင်မှုပေးပါဆိုတော့ပြည်သူလူထုကမြို့ပြမှာနေတာကတမျိုးစာဝိနေရှာဖွေရတာတမျိုးမတို့ဘယ်လိုလုပ်ရမလဲကွာတနတ်တွေလည်းမရှိဘူးဟုတ်ပါတယ်အမှန်ကတော့နိုင်ငံရေးသမားတော်လိုင်းရေးသမားဆိုတဲ့ခေါင်းဆောင်ပါဆိုတဲ့ပုဂ္ဂိုလ်တွေကဥဆောင်မှုပေးရမှာဖြစ်ပါတယ်သို့တော့ဒီလူတွေရဲ့လောက်ကန်ဆောင်ရွက်နိုင်စွမ်းဟာ လေးနှစ်ကျော်ငါးနှစ်ကာလအတွင်းကိုရောက်ရှိနေပြီမဲ့ရလက်ဆိုတဲ့တစုံတရာခိုင်ခိုင်ပါမှမပြတ်သားသေးနိုင်တဲ့အတွက်ပြည်သူလူထုဟာယုံကြည်မှုတွေရုပ်သိမ်းပြီးအခြားဥဆောင်နိုင်မဲ့တော်လိုင်းကြီးနိုင်ငံကြီးစီအတွေးခေါ်မူဝါဒအရီယိုလော်ဂျီအဆရှိတဲ့အနာဂတ်နိုင်ငံတော်တက်မှာဥဆောင်နိုင်မဲ့သူတွေကိုမျက်စိတောက်တော့အချိန်မလက်ရှာဖွေကတော်လိုင်းကြီးကိုသွေးသက်လောင်ကြပါလို့လေ အထုတိုက်တော့ပါတယ်ဒီတစ်ဖြတ်ပြီးတဲ့အခါကျတော့ဒုတိယပိုင်းနေနဲ့ငလင်အကြောင်းပြောကြရအောင်ငလင်တန်ဟာဒီကနေ့ဒီမြင်းချံမှာနည်းနည်းထပ်လုံသွားတယ်လို့ကျွန်တော်သိရပါတယ်မနေ့ကလည်းငလင်လှုပ်မှုတွေရှိပါတယ်ဒီကြားတဲ့ကာလမိုးသဲထန်စွာရွာသွန်းမှုလေယောမိုးအရွာသွန်းမှုတွေကြောင့်မြေပြိုမှုတိုက်ပြိုမှုတွေအများပြားဖြစ်နေတယ်လို့ကျွန်တော်ကြားရပါတယ်မနေ့ကတော့မန္တလေးမှာမိုးတွေသဲထန်စွာရွာတော့ကျုံးပေးပါလိမ့်ဗျာ အိမ်ပြိုကြလို့ခုနားစရာမရှိလို့ခိတနေတဲ့သူတွေမိုးတံကြောင်ချက်ပြီးတော့မိုးရေတဲ့တညာလုံးမအိရငို့တို့ထိုင်ပြီးသမိန်တလုံးစားဖို့ကူကယ်ရမဲ့နေတဲ့အခြေအနေကိုကြည်ရင်ဒီတိုင်းကြီးဒီအုတ်ချုပ်သူဒီစနစ်တွေကိုအမြင့်ကမလန့်အမြင့်ကလှန်လို့မရမချင်းဒီဒုက္ခတွေကိုဒီပြည်သူတွေထပ်ခံစားကြရအောင်ပါပဲလို့ကျွန်တော်တွေးမိပါတယ်ဒါကြောင့်မို့ ငလင်ပေးကပ်ပေးဆိုတာကြိုတင်တွတ်ဆလို့မရသလိုနောက်ထပ်ဘလူဘေးမျိုးတွေလာမလဲဆိုတာလည်းမှန်းဆလို့မရပါဘူးရန်ကုန်ဆိုရင်အန်ဒီရရှိတဲ့အခြေအနေမှာပါဝင်နေပါတယ်နောက်ထပ်အလောက်လာမဲ့ငလင်တွေရေကြီးတွေရေကြီးတာတွေဆူလာမီတွေဟာရန်ကုန်အေရဝတီကိုဥတီနေတယ်လို့အကြမ်းမင်းသတင်းရသတင်းများရသိရပြီးရန်ကုန်မြို့ဟာလည်းကြီးလန့်စားစားအခြေအနေဖြစ်နေပါတယ်ဒါကြောင့်မို့ ီကနေ့ဆိုရင်မန္တလေးမှာ Great Wall Hotel ဆိုတဲ့အစိုးရကပိတ်ဆို့ထားပြီးကဲတဲ့ကြီးလုတ်ခွင့်မပေးတဲ့ Great Wall Hotel ဟာထပ်ပြုံကြပါတယ်ငလင်တန်ခံပြီးတလအတွင်းမှာမြောက်အကွဲချောင်းတွေကတဆင့်ရှုံလုံးနဲ့ရေဝင်ရောက်လာမှုကြောင့်မြေသားပြော့ကျပြီးတန်နေရာရှိတဲ့အဆောက်အဦမှန်သမျှပြိုကျနိုင်တယ်လို့ကျွန်တော်ယမန်နေ့ကလည်းပြောထားပြီးသားပါလမ်းတွေတရားတွေဟာလည်း ပြန်လဲပြင်ဆင်လို့ရနိုင်တဲ့အခြေအနေမရှိသေးဘူးထမှန်ပြိုကျပျက်စီးမှုတွေထမှန်လုတ်ခတ်မှုတွေရှိနိုင်တယ်။ဒါအပြင်မှာဆက်သွယ်ရေးဖုန်းလိုင်းအင်တာနက်မီအစရှိတဲ့ပြည်သူနေစဉ်လူမှုဘဝရဲ့ဖြတ်တန်းမှုမှာလိုအပ်ချက်တွေရလေ။အ ਨੇ ဆုံးတလလောက်အချိန်ထိခက်ခဲကြတဲ့နေအောင်မယ်လို့ယူဆတယ်။နောက်တစ်ခုကနောက်ဆုံးတစ်ခုကတော့ပြည်သူလူထုရဲ့ပြန်လဲထူထောင်ရေးကိစ္စတွေကိုစစ်တပ်ဟာလုံးဝ လောက်ကန်ဆောင်ရွက်ပေးမှာမဟုတ်ဘူးဆိုတာကိုလည်းကျွန်တော်တွေ့ရတယ်။ပြည်သူကအခုချိန်ထိကိုတူကိုထလုပ်နေတာကိုလည်းကျွန်တော်မြင်ရတယ်။ဒါကြောင့်မို့ဒီကနေ့ Great Wall Hotel ပြိုကျမှုနဲ့ပတ်သက်ပြီးတော့နောက်ထပ်တန်ရအထက်အဆောက်အဦမှန်သမျှထပ်မံပြိုကျနိုင်သေးတယ်လို့လည်းသတိပေးပါစေ။ Great Wall Hotel ဟာကျေကူညီခွင့်လုံးဝမပေးဘဲပိတ်ထားပြီးအထက်ကလူတွေတေတေကြေကြေအထက်မှာဘာတွေရှိမှန်းမသိနဲ့အချိန်ကြီးတော်တော်ဆိုးခဲ့ပါတယ် ။ကုညီကေဇင်ကြီးအဖွဲ့တွေတပွဲပွဲနဲ့ဝင်လိုက်ထွက်လိုက်လုပ်နေပြီးတော့ Great Wall ဟိုတယ်မျိုးတော်တိကျတဲ့ကုညီကေဇင်ကြီးခိုင်မာတဲ့နိုင်ငံတော်အဆင့်ကုညီကေဇင်ကြီးမလုပ်ပေးနိုင်ရင်ကျန်တဲ့အများပြည်သူအတွက်ကတော့ဝေးလာဝေးပါပဲဗျာနောက်တစ်ခုက Sky Villa ကိစ္စ Sky Villa နဲ့ပတ်သက်ပြီးတဆက်ဆက်တည်းပြောပြချင်းသေးတာက Sky Villa ကိုစောက်တဲ့စောက်လို့ရေးကုန်နေရရန်ကုန်တလတ်သားကိုစောက်နေတယ်လို့အကြမ်းင်းသိတာပြောရမှာလားမသိချင်ရန်ကုန်သူရန်ကုန်သားတွေအဲ့တော့ Sky Villa ပြောကြမှုနဲ့ပတ်သက်ပြီးတော့လေအင်မတန်ကိုအော်ထိတ်လန့်ဝယ်ရစောက်လို့ရေးလောကရဲ့ခိုးဝှက်မှုလိန်လေပြီးပြည်သူလူထုကိုရောင်းချထားမှုတွေကိုမျက်ဝါးထက်ထိတွေ့လိုက်ရပါ နောက်တစ်ချက်ကနေပြည်တော်နေပြည်တော်ဝန်ထမ်းလိုင်းငန်းတွေကစောက်အုံတွေကမြောက်များစွာစင်ကြုံးကအစပြိုကျတဲ့ဖြစ်စဉ်ဟာတိတ်တော့ထိုးပြီးတော့အံ့ဩနေစရာမရှိပါဘူးနေပြည်တော်ကိုစောက်ခဲ့တဲ့သူမှန်သမျှအကုန်တခိုးကြီးပဲဖြစ်ပါတယ်နေပြည်တော်ကိုစောက်ခဲ့တာစစ်တပ်ရဲ့ဂျီအီတက်ပါတယ်အဲတော့စောက်လို့ဝင်ကြီးအဲဘလူလေနာမည်မိနေလို့ဗျာထားတော့အာကစားဝင်ကြီး အဲနာမည်မိတွေသူတို့တွေပါတယ်ပေါ့ဗျာဒါပါတော့နော်ရှင်းပြောအကုန်တခိုးကြီးပါပဲစစ်တပ်နဲ့ပတ်သက်တဲ့ခရိုနီအတိုင်းဝိုင်းတာနေပြီးတော့တခုလုံးကို contract ယူဆောက်လုပ်ခဲ့တာဖြစ်ပါတယ်ဥတင်ဆန်း sorry ခုနအာဂဒဝန်ကြီးဥတင်ဆန်းတင်ဆန်းရဲ့သာသမီများဖြုတ်ကိုကိုတင်ဆန်းလို့ပါတော့နေပြီးတော့လွတ်တော်လို့ပါတော့ဆောက်ခဲ့တာဖြစ်ပြီးနေပြီးတော့ဒီလမ်းတွေမှန်သမျှကိုတော့အရင်တုန်းကဥတိတ်ဆိုင်လက်တက်ကဆောက်လုပ်ဝင်ကြီးပြနာမည်မိနေလို့သူသမီးကအုံမာပါတယ် ယူထားတာကအစ္စလမ်ဘာသာဝင်တယောက်နဲ့ယူထားတာနေတာကတော့ကျွန်တော်စီရိုရာအနောက်ကအင်ယာဝင်းတဲမှာအရှင်တော့ကတော့လမ်းမတော်ဘီလီယက်စင်တာကြီးငှားပြီးတော့သူကဘီလီယက်ယူယူနေတယ်သူတယောက်အစ္စလမ်ဘာသာဝင်ရုပ်ဖြောင်းဖြောင်းပါပဲသူနဲ့ယူလာပြီးသူက contract ရခဲ့တယ်ပေါ့ဗျာဒီနေပြီးတော့လမ်းတခိုးပါပဲအဲ့တော့နေပြီးတော့ငလီလုံးလို့ပြိုကျတာတိတ်ထူးဆန်းမဟုတ်တယ်လို့ စေယုံချုပ်ပြူကြတာဟာလည်းတိတ်မထူးဆန်းပါဘူးဂျီတာအောင်လီစောက်တယ်စေယုံချုပ်ဝိုင်းခိုးတာလို့လေချင်းချင်းတိုက်တော့မခံနိုင်ကြောင်းတတ်တည်ပြခဲ့ပြီဖြစ်ပါတယ်ဒါကြောင့်မို့နောက်တစ်ချိန်သာခက်ပြင်းပြင်းနေပြီးတော့ကိုဘိုးပြုတ်တဲ့ငလင်မျိုးလှုပ်လာခဲ့ရင်နေပြီးတော့ဟာလုံးဝပျောက်ကွယ်သွားနိုင်ရှာအခြေအနေရှိပါတယ်ဒီလိုသဘာဝဘေးကြီးကပျောက်ကွယ်အောင် တန်ခတ်ရင်ခတ်မခတ်ရင်ငါတို့ပြည်သူရဲ့တက်တိနဲ့စိတ်တက်နဲ့သစ္စာတရားကနေပြည်တော်ကြီးလုံးဝပျောက်ကွယ်သွားအောင်တန်ခတ်ကြရပါလိမ့်မယ်။ဘလို့ပျောက်ကွယ်သွားမှာလဲဆိုတော့ဒီအိမ်နဲ့ဒီလူတွေကိုဖန်စီတက်ပြတ်ဖြိုချတာကိုပြောတာမဟုတ်ဘူး။နေပြည်တော်ဆိုပြီးဝိသေသပြုထားတဲ့စစ်တပ်ရဲ့အတွေးခေါ်စစ်တပ်ဟာပရိသတ်ရှင်ဘီရင်ကဲ့သို့ပြုတ်မှုတဲ့အတွေးခေါ်မျိုးရှိပါလေသူတို့ကိုသူတို့ဘယင်တပါးလို့ ရှင်းပရိသတ်တွေဘယင်တွေလို့တို့ကိုတို့ခံယူလေးရှိပါတယ်တသည့်ပြချက်နှစ်ခုပြောရမယ်တစ်ခုကပြုံးတွေတက္ကသိုလ်စစ်တက္ကသိုလ် DSC ရှိမှာအလောင်းမင်းတရားတို့အတော်ယထာတို့ဆိုတဲ့စစ်ပရိသတ်တွေရုပ်ထုကြီးကိုမျက်မျက်နှုံနှုံကိုးကွယ်တတ်ကြပါတယ်နောက်တစ်ခုကနေပြည်တော်ဆိုတာမျိုးတိဆောက်ပြီးမြို့တွေရွာတွေနာမည်ပေးလိုက်ရင်လည်းမင်းခမ်းမင်းနာပေါ့အရင်ကာလကအခြေအနေမျိုးကိုတို့ကဖန်တီးပါတယ်ပရိသတ်ညင်ရှိပါတယ် အရင်ရှင်ဒနာရှင်ဝါဒကင်ဆွဲပါလေစစ်တပ်ကစီးပွားရေးစစ်တပ်ကိုပိုင်စီးပွားရေးလုပ်ငန်းကြီးဖြစ်တယ်စီးပွားရေးဥပိုင်လီမိတက်ဟာဥပိုင်လီမိတက်အပါဝင်ပေါ့ဗျာကရိုဒီအတိုင်းဝန်းတစ်ခုလုံးရဲ့စီးပွားရေးဟာမြန်မာပြည်ရဲ့80ရာခိုင်နှုန်းရှိပါတယ်အဲ့တော့စစ်အာဏာရှင်တို့မြည်သည်တိုင်းပြည်ဘာပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်ပြည်သူတေးတေးကြည်ကြည်ငါတို့ကိုဖြူရင်တော့တိုင်းပြည်ပါ ပြုတ်အောင်လုပ်မယ်ဆိုတဲ့အတွင်းနဲ့စစ်အာဏာရှင်တိုင်းသူလူကလွဲရင်တိုင်းပြည်ရဲ့စီးပွားရေးကိုတိုင်းပြည်ရဲ့ဆုံးဖြတ်ခွင့်တွေကိုလုံးဝမပေးအပ်ပါသူတို့ပဲစီမံဆုံးဖြတ်စီးပွားရေးလုပ်ပြီးစီးပွားရေးလူမှုရေးကျန်းမာရေးပညာရေးအုပ်ချုပ်ရေးတရားစီရင်အကုန်လုံးကိုကင်လာပြီးသူတို့ကိုဖြူရင်တိုင်းပြည်ပါဖြူရမယ်ဆိုတဲ့စိတ်နဲ့တိဆောက်ထားကြတာတိဆောက်ခဲ့ကြတာဖြစ်ပါတယ်ဆိုတဲ့အကြောင်းလက်ရှိငလင်းဘေးတင့် နဲ့ပြည်သူလူထုအပေါင်းတို့ကိုတူကိုထပဲကိုယုံရမှာဖြစ်တဲ့အတွက်ဉာဏ်ပညာရှိရှိနဲ့ရှင်သန်ပေးချပါကျွန်တော်တို့ဘက်ကလည်းဒီဘက်ကနီလန်ပေါင်းစုံနဲ့လုပ်နိုင်တဲ့မြတ်အလုပ်နေပါတယ်ဘာတွေလုပ်နေလဲလို့ပြောလို့မရလို့ပါလူမြတ်ကျော်ကလူမြတ်ကျော်နာမည်နဲ့လာလူရင်အဲ့အလူတွေအကုန်အဖခံရလိမ့်မယ်ဗျဒါကြောင့်မို့ကျွန်တော်ထုတ်ပြောလို့မရတဲ့အတွက်မပြောတာပါ လုံနိုင်တဲ့လောက်လုံနေပါတယ်လုံလို့ရတဲ့လောက်လုံပြီးနေပါတယ်နောက်တစ်ခုကကျွန်တော်တို့ငလင်ပေးတာခံစားနေရတဲ့အပြင်ကိုထပ်မံပြီးစစ်တပ်ရဲ့ရက်ဆက်ရုံမာမှုကြောင့်ပုံချဲခံရတဲ့အခြေအနေကိုခံရတဲ့ပြည်သူလူထုအပေါင်းအောင်ပွဲကိုမလဲမသိရရှိခြင်းနေပြီဆိုတာလည်းယုံကြည်ပါတယ်ဒါကြောင့်မို့ဒီကနေ့မှာနိုင်ငံတော်ကပ်ပေးကြီးငလင်ကပ်ပေးကြီးဖြစ်ပြီး လူပေါင်း3000 4000နီးပါးတိတ်ဆုံးနေတဲ့အခြေအနေစကိုင်းတမျိုးလုံးအပုံနဲ့ထွက်နေတဲ့အခြေအနေမှာလေနဲ့ဘုံကျဲပြီးစစ်တိုက်ဖို့သာစိတ်แทရှိတဲ့កောင်မျိုးကိုအမြင့်ပြတ်တိုက်နိုင်မှုအတွက်ကတော်လန်ရီကိုရှုံမားတန်လျာမဖြစ်ပင်စစ်အနိုင်တိုက်ရေးအတွေးခေါ်တိဆောက်ပြီးတိုင်းမအီရအောင်များ ် PDF တက်များအန်ယူဂျီ MOD အခြားတိကျတက်တော်များပြည်သူလူထုတို့ပူပေါင်းပြီးညီညွတ်သောအောင်ပွဲကိုရဖို့ညီညွတ်ရင်အောင်ပွဲရမယ်ဆိုတာကိုတိတိကျကျနဲ့ဘာလို့မညီညွတ်နိုင်ကြတာလဲဗျာလို့ပြောရင်ညီညာတို့ကြပါအားလုံးကိုကျေးဇူးတင်